on issue wise. လုံးမင်္ဂလာပါခင်ဗျဒီနေ့ကျွန်တော်လမ်းမတော်မောင်ယူပြောပြသည်သံဃာဝင်တဲ့တဆင့်မိဘပြည်သူများကိုတင်ပြလိုတာတော့ကျွန်တော်တို့ပါတီရဲ့ရွေးကောက်ပွဲရညာသာရံပါဘူဝါရရတဲ့တစ်ချက်ဖြစ်တဲ့ရင်ကျမှုဆိုင်ဟာဘူဝါရ လေးကိုကျွန်တော်တင်ပြလိုတာပါအရိဂျင်းယာသရမှာပြောယဉ်ကျေးမှုနဲ့ပတ်သက်လို့ဘလို့မူဝါဒချက်မှတ်ထားလဲဆိုတော့ပြောဟာယဉ်ကျေးမှုဇယက်ညကိုထိမ့်သိမ်းအဝဲထိမ့်သိမ်းသွားမယ်ဆိုပြီးတော့ကျွန်တော်တို့ပါရှိပါတယ်အဲ့တော့ဒါကတော့ယူရယဉ်ကျေးမှုဇယက် ဆိုတော့နော်လူမျိုးတိုင်းလူမျိုးတိုင်းမှာကျွန်တော်တို့ရှိပါတယ်အထူးသဖြင့်တော့ကျွန်တော်တို့တမိုင်းနှစ်ထောင်ကြီးရည်တည်ခဲ့တဲ့လူမျိုးစုတွေရဲ့ရွေးရရင်ကျမှုဇယိုက်တွေကပုံမိုးပြီးတော့ကျွန်တော်တို့ခိုင်ငင်မမရည်တည်လာတဲ့အတွက်ဒါတွေကိုဆက်လက်ထိမ့်သိမ့်ပြီးတော့ ဆောင်းဘုရားတော်လေးကိုကျွန်တော်တို့ကြိုးစားမှာဘာဖြစ်လို့ဆိုတော့ခေကလာအရွေးကြီးရလဲရှိနေတာဟုတ်ခေကလာအရွေးကိုလည်းလက်ခံမှာဖြစ်တယ်လို့ယူရတတိယကြည်ကိုလည်းကျွန်တော်တို့ကအကြိမ်ထားကြမှလားအဆင်ပြေပါဒီလိုမှမဟုတ်ရင်တော့ယဉ်ကျေးမှုလေးတိုက်တရား ကြောက်ကြတော့မှဖြစ်ပါတယ်ဒီညမှာထူးခြားချက်ကကျွန်တော်တို့မြမရင်ကျေးမှုဇေဇရိုက်ဒီမှာကအလုံးသိတဲ့အတိုင်းပဲဘာသာရေးတဲနှိမ့်ညွန့်နေတယ်နော်ဟီဩပတပတရားတွေနော်ကျွန်တော်တို့စသဖြင့်ပေါ့လေဝစာစိမ်မှုအစနေထိုင်ခြင်းကြံမှုစသဖြင့်ပေါ့လေ ို့ရင်ကျင်းမှုတစ်စိတ်တစ်စိတ်ဆိုတော့ကျွန်တော်မှတိတိကျကျရှိပြီးသားရှိပြီးသားဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့ထိမ့်သိမ့်မှုလို့ဖြစ်ပါတယ်ဒီနေ့အပြင်လဲကျွန်တော်တို့တက်ရှိတက်မဲ့ပေါ့လေကျွန်တော်ဘောနော်ရင်ကျင်းမှုတစ်စိတ်တစ်စိတ်ပြောဆိုဘာအမျိုးမျိုးပေါ့နော်ပညာပိုင်းဆိုင်ရာတော့အများကြီးကျဲပြတ်ပါတယ်ဒါတွေကိုထိမ့်သိမ့်မှုကျွန်တော်တို့ကဘိုးရမှာပေါင်းပါတယ်ဒီမှာတခုပြောချင်တာကျွန်တော်တို့ မြမလူအသက်ဝင်ရဲ့ယဉ်ကျေးမှုတစ်စိတ်ထဲမှာကိုကစီလုံးညီညွတ်မှုတွေကျွန်တော်တို့ရိုင်းမင်းကိုညီမှုတွေတာဝန်ယူမှုတွေတာဝန်ခံမှုတွေနောက်ကျွန်တော်တို့ပရာဟိတစိတ်ဓာတ်တွေဒီဟာလေးနဲ့ပြည့်လျက်နေတဲ့ဒလိစရိုက်တွေလည်းရှိပါတယ်ရှိပါတယ် ဥမာဖြင့်ကာဝေးဆိုတော့ကာဝေးပေါ့ဗျာကျွန်တော်ဘာသာရေးဆိုတော့ဘာသာရေးယဉ်ကျေးမှုဆိုယဉ်ကျေးစသဖြင့်စသဖြင့်ပေါ့လေဒီကန်လာလိုက်မှာမြမလေးစရိုက်ဒီမှာကတိကျလေးစီကျွန်တော်တို့ဟိုနော်ဖြစ်တည်ခဲ့တာပါဖြစ်တည်ခဲ့ပါတာပါဥမာဖြင့်ပေါ့ဗျာကျွန်တော်တို့ရဲ့နော်ပရိတ်တစိတ်တဒါလက်စားလိုက်တာတို့အားတိုက်တာတို့စသဖြင့်ပေါ့နော် ဒီလိုရှိသလိုဒါတွေကိုကငုံနေရကျွန်တော်တို့ရဲ့အချင်းချင်းရိုက်မိမှုဆိုတဲ့ဟောတလိစိတ်ဒီစီဝင်ပြတ်နတ်နေတဲ့အစင်လာဖြစ်ပါလေဒုနည်းသွားပဲဝဆဆင်မှုတွေအမှုပညာတွေစက်မှုလက်မှုပညာရတွေစသည်စသည်ပြီပေါ့ဗျာကျွန်တော်တိကျတိကျတိကျကိုတိုင်းသားလူမျိုးလိုက်လူမျိုးလိုက်ကို့ ဒေသလိုက်ဒေသလိုက်ကိုယ်ပြချမ်းသာစွာနဲ့ဖြစ်ဒီရက်ဒီနေကြတာဖြစ်ပါတယ်ဒါတွေကိုမပြောက်ပြစ်လို့မရပါဘူး၆ဖြစ်ပြစ်လို့လည်းမရပါဘူးဒီအရာတွေကိုလက်ခံကျင့်သုံးရင်လည်းပဲကျွန်တော်တို့ခက်ကလာအရွေတွေကိုလည်းကျွန်တော်တို့လက်ခံပြီးတော့ကျွန်တော်တို့ကယဉ်ကျေးမှုလေးစိတ်တွေထိန်းသိမ်းရင်လည်း ခေတ်ကာလတိုးတက်မှုတွေကိုလက်ခံပြီးတော့ကျွန်တော်တို့မြမလူအတိုက်အဝန်းကိုတိုးတက်အောင်တည်ဆောက်သွားကြအောင်ဖြစ်ပါလေ။ညီညွတ်မှုတရစ်ရက်ကိုထိမ့်သိမ့်လက်ခံမယ်။အဲထိမ့်သိမ့်စောင့်ရှောက်မယ်ဆိုတာခေတ်ကာလတိုးတက်ပြောင်းလဲမှုအရွေ့ကိုညှင့်ပယ်တာမဟုတ်ပါဘူး။ထို့သူတော်ပဲခေတ်ကာလတိုးတက်ပြောင်းလဲမှုကိုလက်ခံလဲဆိုတော့လေယဉ်ကျေးမှု လေ့စရိုက်ကိုပြစ်ပယ်တာမဟုတ်ပါဘူးအဲ့တော့ပြောချင်တာကခေကာလတို့တဲ့ပြောင်းလဲမှုဒီကိုလဲကျွန်တော်တို့ကလက်ခံပြီးတော့အင်ဂျင်မှုဇက်ဒီကိုလဲကျွန်တော်တို့ဆက်လက်ထိမ့်သိမ့်သွင်းကြအပြင်ကျွန်တော်တို့ရဲ့သမိုင်းစစ်စစ်ရည်တည်ခဲ့တဲ့ထင်ရှားတဲ့ယူရယင်ဂျင်မှုငွေနဲ့ ဒလိဇိုက်တွေချင်းသိမ့်တယ်လို့တစ်ဖက်ကလည်းခင်မိတဲ့အွေကြီးနဲ့တုတ်တက်ဖွံ့ဖြိုးတဲ့နိုင်ငံတော်တိစောက်ဖို့လို့ရည်ရွယ်ပြီးတော့ဒီမူဝါဒကိုချမှတ်ထားဖြစ်ပါတယ်။ဒါကြောင့်မလို့မိဘရည်သူများအနေနဲ့ကျွန်တော်တို့ပါတီရဲ့ရည်ညွှန်းမှုဇိုက်ရွာရည်ညွှန်းမှုဇိုက်ဆံရမူဝါဒကိုနှစ်သက်ကြတယ်ဆိုရင်ဖြင့်တစ်ခင်နှစ်လိုပဲကောင်းတဲ့ကျွန်တော်တို့ရဲ့ရွာဇိုက်တွေကို ဆက်လက်ပြီးတော့ထိမ့်သိမ်းလိုရဆိုရင်ဖြင့်ဒီလုပ်ငန်းတွေကိုထက်တဲ့ဝင်ဝင်ဆွဲဆွဲထင်းထင်းဆောင်ရွက်မယ်ကျွန်တော်တို့ပြည်ထောင်စုတန်ခိုင်နဲ့ပြည်ပြည်ပါတီဝယ်မဲပေးပြုချေလိုက်ကြပါလို့ကျွန်တော်တင်ပြလိုပါတယ်ကျေးဇူးတင်ပါတယ်ဒီအောင်ဆုံးဖို့တဆ

悬挂。